တဆယ်၂၇စစ်စင်ရင်အတွင်းတင်းအေလီကထိန်းချုပ်နိုင်ခဲ့တဲ့မြို့တွေထဲကနောင်ချိုမြို့ကိုစစ်ကွန်ရှင်တပ်ကပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်မှာဒုတိယမြောက်မြို့အဖြစ်ကြောက်မဲမြို့ကိုဒီကနေ့မှထပ်မံထိန်းချုပ်လိုက်ပါတယ်အပြည့်စုံကိုကွန်မြူနီကပြောပြပေးပါမယ်ရှမ်းပြည်မြောက်ပိုင်းမှာတည်တုံညာနှစ်ကွန်စစ်စင်ရင်ကာလအတွင်းတန်းအမျိုးသားလွတ်မြောက်ရေးတမတော် DNL သိမ်းပိုက်ထားတဲ့ကြောက်မဲမြို့ကိုစစ်ကွန်ရှင်တပ်ကဒီကနေ့အောက်တိုဘာ၁ရက်နေ့မှာပြန်လည်ထိန်းချုပ်လိုက်ပြီးဖြစ်ပါတယ်မြို့ရဲတော့ရောက်နေပြီးတိုက်ပွဲတော့ခြားတော့မဲ သူတို့ကမြင်းတဲ့နေရာအများကိုရသွားတယ်လို့စေသတင်းရင်းမြစ်တို့ကပြောပါရယ်စစ်ကွန်မရှင်ဝါရဖြန့်ချီ channel ရီမှာတော့တောင်မဲမြို့ကိုသိမ်းပိုက်နိုင်ပြီဖြစ်ကြောင်းတပ်ပုံအနေနဲ့တင်နေကြပြီးဒေသခံတချို့ကလည်းစစ်ကွန်မရှင်တပ်တွေမျိုးရင်းဝင်ရောက်လာပြီဖြစ်ကြောင်းအတည်ပြုထားပါရယ်အချိန်တွေကတည်ငြိမ်ပါရယ်အေးဆေးပါရယ်လို့တောင်မဲဒေသခံတို့ကပြောပါရယ်အခုလာလေကလေးကအစတင်ခဲ့တဲ့ဒီထိုးစစ်မှာစစ်ကွန်မရှင်တပ်ဟာစစ်မှုထမ်းအများပြားကိုအုံပြုပြီးနောက်ချိုဘက်ကနေတောင်မဲမြို့ကိုတရွာပြီးတရွာသိမ်းပိုက်တက်လာခဲ့တာပါ မနေ့ကမြို့နယ်သုံးပိုင်းကွာခုံမုံရွာကိုသိမ်းပိုက်ပြီးတော့ဒီကနေ့မှာတော့မြို့လေးကိုဝင်ရောက်ထိန်းချုပ်လိုက်တာဖြစ်ပါတယ်။အနောက်ကလေးကအုတ်ကျင်းနဲ့ရငင်းဘက်တွေကနေစစ်ကြောင်းတွေဝင်လာတာလို့ကြောင်မဲဒေသခံလူကပြောပါတယ်။တိုက်ပွဲတွင်ကြောင်မဲမြို့မှာဌာနဆိုင်ရာအဆောက်အုံတွေမီးလောင်ခဲ့ပြီး PNN တွေကဒါဟာစစ်ကောင်မရှင်တပ်ရဲ့မီးလောင်ဘုံတွေကြောင်းလို့ထုတ်ပြန်ထားပါတယ်။စစ်ကောင်မရှင်ဝါရဖြန့်မီဒီယာတွေကတော့ PNN တွေလက်ချက်လို့ဆွဆွဲထားပါတယ်။ PNN တွေဘက်ကတော့မြို့ကနေစုတ်ခွာကြောင်းတရားဝင် ထုတ်ပြန်တာမရှိသေးပါဘူး။ ်အေဗီလာတို့ကစစ်တကကြောင်းပဲအပါဝင်မြူငားမျိုးကိုပြန်တောင်းခဲ့တာကို PNL ကပယ်ချခဲ့ပါတယ်။နောက်ဆုံးအောက်ဂုလ29ရက်နေ့ဆွေးနွေးပွဲမှာ PNL ဘက်ကကြောင်းပဲနဲ့ဒီဘုတ်ကိုပြန်ပေးပြီးအပြည့်ရဖို့ကန့်လန့်ခဲ့ပြီးမဲ့စစ်ကော်မရှင်တပ်ကတိုက်ယူမယ်လို့တုံ့ပြန်ခဲ့ပြီးနောက်မှာတော့အခုလိုအပြင်းထန်ထိုးစစ်ဆင်တင်ပိုက်ခဲ့တာဖြစ်ပါတယ်။ဇူလိုင်လအတွင်းကနောင်ချုံမြို့ကိုစစ်အုပ်စုကပြန်လည်သိမ်းယူပြီးနောက်အခုဒုတိယမြောက်မြို့အဖြစ်ကြောင်းပဲကိုဆက်လက်ထိန်းချုပ်လိုက်တာပါ။ နောက်ထပ်အနေနဲ့ DNL ထိန်းချုပ်ထားတဲ့ဒီဘောမျိုးကိုထိုးစစ်ဆင်လာနိုင်ခြင်းရှိတာကြောင့်ဒီဘောဒေသခံတွေအနေနဲ့စစ်ဝေးရှောင်ဖို့ပြင်ဆင်မှုတွေလုပ်နေကြရပါတယ်။